ယောက်ျားနှင့်မိန်းမမိသူကအချစ်စားသည်။မိန်းမများသည် အမျော်သမားများဖြစ်ကြ၏။ယောက်ျားများသည် အလိုက်သမားများဖြစ်ကြ၏။မိန်းမများသည် အမျော်သမားများဖြစ်တော်လဲအရေးအယောင်ကို ပြကာမျော်လေးရှိကြသည်။သို့တော်လဲမိန်းမကစား၍ချစ်သည်။ယောက်ျားကစား၍ချစ်သည်ဟု အမြဲပုံသည်ဆွဲမဲ့ရန်ခက်ခဲလေသည်။အများအားဖြင့်တော်ကယောက်ျားများသည်လွတ်လပ်စွာသွားလာလျက် ကာယဗလအစွမ်းညာနာဗလအစွမ်းဖြင့်အလုတ်ကိုလောက်ကင်ကြရသူများဖြစ်လျာယောက်ျားများသည်အရွယ်ရောက်လင်ရောက်ချင်းရက်ရွာ၌ထင်ပေါ်ကြ၏မိမများကအရွယ်ရောက်လင်ရောက်ချင်းမိမိတို့ကိုယ်ကိုလှုပ်ဝဲကြရလေသည် ထင်ပေါ်သောအရာတို့မှမြင်လွယ်၏ယောက်ျားများမှမိမများထက်ပုံမိုလွတ်လပ်သဖြင့်၎င်းတို့မှရှိသော ကာယဉဏ်တတ္တိစွမ်းတို့မှပုံမို၍ထင်ပေါ်လေသည်မိမများမှ လှုပ်ဝဲရသဖြင့်ယောက်ျားများသည်အများအားဖြင့်၎င်းတို့ကို ရှေးဦးပထမမမြင်ရ၎င်းတို့ကသာ ရှေးဦးပထမမြင်ကြရလေရအများအားဖြင့်ပထမစား၍ချစ်တက်လေ၏သို့တော်လဲပထမစား၍အချစ်ကို ပြောလေမရှိကြအချစ်ကို အမတ်လက္ခဏာဖြင့်ပြတတ်ကြလေသည်ယောက်ျားပြုတ်ကလေးများသည်မိမိတို့ချစ်ကြိုက်သောမိန်းမပြုတ်ကလေးများ၏အိမ်ရှိအိမ်နာ ညဆောင်တို့အိမ်များကိုသွားရောက်ကာအတံကိုလွှင့်တက်ကြ၏အရေးအယောင်ကိုတော်လကောင်းပြတတ်ကြလေသည်မိမက်ပြုတ်ကလေးများမှာကမိမိတို့ချစ်ကြိုက်သောယောက်ျားပြုတ်ကလေးရှိရာနေရာသို့အကြောင်းတစ်ခုခုနှင့် ကိုယောင်ကိုပြသွားတတ်ကြလေသည်စကားကိုကြဲကြဲပြောခြင်းတယောက်ကိုတယောက်လှမ်း၍ခေါ်ခြင်းကလေးကိုချီခြင်းမမောမပန်းအခေါက်ခေါက်အခါခါရစ်ခတ်ခြင်းစသည့်အလုပ်များဖြင့်ကိုယောင်ကိုပြတတ်လေသည် အတူနီးကပ်စွာနေကြသည့်အခါ၌ကယူသားသောအမူအရာနှင့်အပားကိုကက်ကပုံပြောပါဘာကလေးလှုပ်ပေးပါညာကလေးလှုပ်ပေးပါစသည်ဖြင့်စတက်ကြလေသည်အဟုတ်တကယ်အချစ်ဤလမ်းလေသို့ရောက်အောင်စခြင်းအလုံးမှာယောက်ျားဤအလုံးပင်ဖြစ်သည်အများအားဖြင့်ယောက်ျားကစ၍ပြောရလေသည် အချစ်ခံ၌ယောက်ျားကစရသည်ဆိုတော့လေအမှန်မှာယောက်ျားကစဖို့ရန်အတွက်မိမကလမ်းခင်း၍ပေးတတ်၏ လန်ခင်းရပေးသည်ကို မလိုက်ဘဲနေသောယောက်ျားကိုတခါတည်းရန်မိမကစိတ်ဆိုးတတ်၏တခါတည်းရန်မိမကအတိအလင်းလမ်းပြတတ်လေသည်မိမကစားသည့်အခါ၌ယူအားကြီး၍မသိသူကို အချို့မိမများသည် တိုး၍စ၏အချို့သော မိမများက စိတ်ဆိုးတတ်၏တိုးတော်လဲစိတ်နာခြင်းကမဟုတ်ပေပြန်၍ရှုပ်ချမှသာစိတ်နာတတ်လေသည် မိမများသည်ရှုပ်ချခြင်းကို ခံရလျင် လွန်စွာမှအစိတ်ပြင်းထန်၏သို့တော်လည်းရှောက်ချသောယောက်ျားကိုအဟုတ်တကယ်ချစ်ကြိုက်သည့်အခါရှောက်ချခြင်းကိုပင်မယုံမိမိကိုချစ်လျက်နှင့်ရှောက်ချဟန်ဆောင်သည်စိတ်ရင်းကတကယ်မချောက်ချဟုမှတ်ထင်ကြလေသည် စိတ်ချလက်ချမိမိကိုမကြိုက်ကြောင်သိရသောအခါ၌ကရန်သူလိုသဘောထားတတ်ကြလေသည်